ညီအစ်ကိုမင်္ဂလာပါဘောလုံးချင်းညီပေါ်ရင်းနေကောင်းကြမ်းမှချမ်းသာကြပါစေကျွန်တော် YouTube channel လေးရနေကြိုးကြိုးရပါတော့အခုကျွန်တော်ယူရိုပါလီပွဲစဉ်တွေကိုပွဲဆွဲတုံးတက်ပေးမှာပါနော်မြန်မာစံတော်ချိန်7နိုင်3ခန်းမှာကစားမယ် FCSP နဲ့ဘောလုံးညာရောရပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကိုပွဲဆွဲတုံးတက်ပေးချင်ပါတယ်ဒါဘောလုံးညာအတင်းကတော့အဆင့်20ခွန် FCSP ရဲ့အဆင့်24ရှိတယ်ပေါ့ ဒါအင်ရှင်အသင်းဖြစ်တဲ့ FCS ဗီယာတော့မရထားတဲ့ဘိုလုံးညာရမမြတ်ထားဘောနော်။ဒါကြည့်လိုက်အောင်မနော် FCS ပြီးဆော့ထားတဲ့နပွဲဘောနော်ယူရိုပါလိနပွဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် EGL ကိုအဝေးဘက်မှာ1-0နဲ့နိုင်တယ်အင်ဂျန်ကရန်ဝါရန်2-0နဲ့ရှုံးတယ်ဘော။ဘိုလုံးညာအသင်းရဲ့နပွဲကိုကြည့်လိုက်မယ်ဆိုရင် Aston Villa 1-0နဲ့ရှုံးတယ်အဝေးဘက်မှာ အိမ်ပွင့်မှာ frame back ကိုဝမ်းဝမ်းစော်ထားတယ်။နှစ်ပွဲလုံးကြည့်တည်ထားတယ်နော်။ဟိုဘက်ကအတန်းကတော့တပွဲနိုင်တယ်တပွဲ။ဒါကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါ FCSB ကလည်းလက်ရှိ performance အရောက်ကြီးကောင်းနေတဲ့အတန်းထက်မပါဘူးပေါ့နော်။သူရ Pedro Lee တင်မှာလည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်နောက်ဆုံးပေါ့နော်သူစော့ခဲ့တဲ့ဒါ6ပွဲလောက်ရှိမှထနေ9တကူထက်အပူတွင်းနိုင်တယ်ပေါ့တပွဲမှမရှိဘူးတကူတော့မှမနေမနေဖြစ်နေတယ်ပေါ့တိုက်စစ်ပိုင်းနဲ့ကြနေတယ်ဘူလုံးညာကိုကြည့်လိုက်မှဆိုလို့ရှိရင်တော့ CD ဖက်မှကြည့်မှဆိုရင်လေဒါတို့တော့နောက်ဆုံးပွဲဆက်ကလင်းရှေ့ရဟာသလို ဝဲတိုင်းလိုလိုကိုးတွေတွင်ထားတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လည်းတွေ့ပါတယ်တလုံး၃၀မှန်းဆိုမှပြီးထားတာကျွန်တော်ထင်တာကတော့ FCS ဘီလည်းအင်ဝင်တော့ဖြစ်နေပြီမှာလက်ရှိဘိုးရညာရဲ့ခံစစ်ကိုဝူးရဖို့ခက်ခဲမယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့ဒီဘွဲစင်မှာဖွင့်ထားတာကတော့အင်ရှင်အတင်းအနေငါငါးစားပေးထားတယ်ပေါ့နော်တရီကို3.9နဲ့ဘိုးရညာအနေကိုပြား60ပေးထားတယ်ကျွန်တော်ညီကိုကြီးပေါ့နော်ဒါဘိုးရညာ win 2ရိုက်ကြည့်ပေါ့နော် wins ပဲရိုက်မယ်ဆိုတော့ win 2ရိုက်ကြည့်ကျွန်တော်ကဘိုးရညာ body ကြိုက်တယ်ပြင်ဘူးပေါင်းအောက်ကိုကြိုက် နောက်ထပ်တဲ့ပွဲကျွန်တော်ရွေးချယ်ထားတာတော့ဖီနာဘာချီနဲ့စတူဂတ်တို့ရဲ့ပွဲစဉ်ဒါလည်း၁၇နိုင်၅မှာစားမယ်ပေါ့နော်ဖီနာဘာချီအဆင့်20စတူဂတ်ကအဆင့်23ဒါဖီနာဘာချီအသင်းက level 30ရှုံးတယ်ဘောပေါင်းကြီး320အရှုံးပုံမှာပေးထားတယ်ဖီနာဘာချီ short ထားတယ်ဒါ Europa League နဲ့ပွဲကိုကြည့်ကြဒါနမူစာဂရက်ကို3-1နဲ့အဝေးကမှရှုံးတယ်အင်္ဂလိပ်မှာ Nins ကို2-1နဲ့နိုင်တယ်ခန်းစစ်ကဂိုးရေးပေးထားတယ်နော်ဂိုးပေါ်နှစ်ပွဲလုံးဂိုးပေါ်ချထားတယ် စတူကအတင်းကိုကြည့်မယ်ဆိုရင်စတူကအင်ခွင်မှာဆယ်တာဘီကို2ဝန်းနဲ့နိုင်တယ်ဘေးဆယ်ကို2ဖြင်းနဲ့ဝေးခွင်မှာရှုံးတယ်ပီတွင်းလက်ဖက်မှာကြည့်မယ်ဆိုလို့ရှိရင်တော့ဖီနာဘာချီပေါ့နော်တူဘီကီစူပါလက်မှာဆိုလို့ရှိရင်တော့အနည်းဆုံး9တကူဝန်းနဲ့9ခုထိတွင်းနိုင်တဲ့တိုက်စစ်မှုမှရှိတယ်ပေါ့နော်အနည်းဆုံးတစ်လုံးကတော့1ဝန်းကနေပဲကြည့်ရမယ်ပုံစံရှိရပေါ့နော်စတူကလည်းတကူတော့ရမယ်သူရဲ့ခံစစ်ကြောင့်ဖီနာဘာချီရဲ့ခံစစ်ကြောင့်ပေါ့နော်ကျွန်တော်ဘာဖြစ်လို့ဆိုတော့ဖီနာဘာချီကတောက်လျှောက်ဒါပေးခွေများတယ်ပေါ့နော်တိုက်စစ်လက်ဘူးတွေရရတယ် စတူကကိုကြီးလိုက်ပါတော့စတူကဘွန်နက်စီကမှာဆိုရင်တို့နောက်ဆုံးနိုင်ခဲ့တာကဝူပါကို3ဇီနဲ့နိုင်ခဲ့တယ်ပေါ့နော်ဒါဟန်နာဟန်ကို1ဇီနဲ့နိုင်တယ်ပေါ့နော်အတူတူလည်းဂိုးတွင်းနိုင်တဲ့ကစားသမားတွေရှိတယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့1 to of spot ကြီးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ပင်နာဘာချီအနံကို2.3တရီကို3.7ပေါ့နော်စတူဂအနံကို2.8တော့ပေးထားကျွန်တော်ဘိုတင်းနူစကောရစ်စိုက်တယ်ဗျာပြီးရင်စတူဂဘော်ဒီစိုက်တယ်2112လောက်ပဲချင်တယ်ဂူဘောင်းအောက်ဘောကထပ်စိုက် နောက်ထပ်တစ်ပွဲကတော့ Egan နဲ့ Villarreal ရဲ့ပွဲစဉ်ဖြစ်တယ်ဒါလည်း၁၇နှစ်ဆန်းကမ်းမှာပဲကြမ်းမှာပေါ့နော် Oregon Villar ကအလုံး40ရှုံး9ပေါင်းကြီး390အရှုံးပေးထားတယ် Villar အဆင့်3မှာရှိတယ်6မှာ Egan ကတော့အဆင့်16မှာ3မှာပဲရထားတယ်ပေါ့နော် Villar နဲ့ Egan ကြားမှာတော့စားကမ်းအင်အားကအားကွာတယ်ဒါ Egan အိမ်ဝင်းမဲ့အားတချက်ပဲရှိတယ်ပေါ့နော် FCSV ကိုအိမ်ဝင်းမှာ1-0နဲ့ရှုံးတယ် Away ကမှ Pinan Diagos ကို2-1နဲ့နိုင်ထားတယ် Aston Villa ရဲ့ Europa League နှစ်ပွဲကိုကြည့်မယ်ဆိုရင် Bologna 1-0 ဖေရတော့တူကြီးနဲ့နပွဲလုံးကလင်းရှစ်တွေရထားတယ်ဗောနော်ဒါရက်กว่าချက်တွေပါပဲကက်စတိုမီလာနောက်ဆုံး၅ဘွဲဆက်လက်နိုင်ထားတယ်ဗျပြန်မွဲဆုံးဗောနော်ဒါဘူလောညာဖူလန်ဗောနော်ဖေရနော့ဘန်လီဒါစပါဆိုဗာဒါမတူရခံစကနောက်ဆုံးနပွဲမှာဂိုးတွေခွင့်ပြုထားတယ်မီလာအတင်းကနောက်ဆုံး၄ဘွဲမှာ over 1.5ဂိုးထည့်ထားတာတွေ့ရတယ်ဗောနော်နှလုံးတော့မဟုတ်နှလုံးရဲ့အထက်မှာရှိတယ်ဤခဲအတင်းကိုကြည့်မယ်ဆိုလို့ရှင်တော့ဤခဲအတင်းကတော့ ဒါနဲ့တလန်လစ်မှာဆိုလို့ရှိရင်တိတ်တော့ကောင်းနေတယ်အတင်ထဲမှာမပါဘူးဒါပေမဲ့တိုက်စစ်ကဂိုးတကူရဆန်းဆန်းနိုင်တဲ့အတင်ထဲမှာလည်းပါတယ်ပေါ့နော်တိုက်စစ်ကဂိုးတကူရရနိုင်တဲ့ထဲမှာပါတယ်ဒီအတင်ဆိုတော့ကျွန်တော်တို့116ခွန်းနဲ့ကြည့်ရမယ်ထင်တယ်ဘီလာ215ပေါ့နော်215ဒါမှမဟုတ်315ပေါ့ဗျာနော်ဘီလာအတင်အကြည့်အောင်လာလည်းများပြီဆိုတော့ပြေးပါမလားပေါ့နော်ဒီပွဲစဉ်မှာ Fontana Wines to Oscar ကြည့်လိုက်ပေါ့နော်ဤရဲ့အနိုင်ကို9ဆပြေးကို4ဆခွဲ ဗီလာအနိုင်ကို45ပြဝိုင်းအစွဲမှာရိုက်တယ်ဆိုရင်တော့ကျွန်တော်ညီကိုရအနိုင်မဲ့လောင်းချင်တယ်ဆိုရင်တော့ဒီနေ့တင်ချားထဲမှာတအားကွာတယ်ဗီလာအသေးမနိုင်မှုများတယ်ဗောနော်ဝင်း2ရိုက်ချင်တယ်ရိုက်ကြည့်ဗောနော်မြန်မာပေါ့ကြီးတွေမှာတော့ကျွန်တော်ကဒီပွဲဆက်မှာဂူပေါင်းအပေါ်ကြိုက်တယ်ပိုတင်တူစကောယက်စ်ကြိုက်တယ်ဖင်ဘော်ဒီမှာအင်ရှင်အသင်းဖြစ်တဲ့ EA ကိုအရေးဆုံးပြီးရွေးလိုက်ပါတယ်နောက်တစ်ပွဲကတော့ line lee နဲ့ PAOK ကိုရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒီပွဲစဉ်ကတော့နန်းနယ်လေးဒါ7နိုင်လေး15မှာကမ်းပွဲစဉ်မဟုတ်ဘူးဗောနော် ထာနောက်ကြဘွဲဖြစ်ပါဒီဟာတော့မြန်မာစာနာရှင်တနိုင်ဘွဲမှာကံမယ်ဘောနလိုင်းကြီးနဲ့ပြီး okay အန်လီအတင်းကတလုံးတစ်ဆင်တန်ကိုပေါင်းကြီးနဲ့လုံး60ရှင်းတော့ပေးထားတယ်ဗောနော်ဒါကြည့်လိုက်မယ်ဆိုလိုင်းလီရ6မှတ်ရထားတဲ့ PU ကအဆင့်29မှာရှိတဲ့တမတ်ထဲရထားတဲ့အတင်းဖြစ်တယ်ဗောနော်အာလိုင်းလီအတင်းဆော့ထားတဲ့ Blue Pilot နဲ့ပွဲကိုကြည့်လိုက်မယ်ဒါ Ban ကို2199နဲ့ Roma ကို10နဲ့နိုင်ထားတယ် PU ကနှစ်ပွဲကိုကြည့်မယ်ဆိုရင် ဒါတလာဗီကိုတည်ရီဆော့တယ်စက်တာမီကိုတရီဝမ်းနဲ့ရှုံးတယ်အခုလဝေဝင်ပွဲစဉ်ဖြစ်တယ်ပေါ့နော်။နောက်ပီဒရင်းလေးဒီမှာကြည့်လိုက်မယ်ဆိုရင်လန်ဂျီအတင်းကဒါ PSG ကိုတည်ရီဆော့တယ်နန်ဒက်စ်ကိုနိုင်ထားတယ်ပေါ့နော်။ဥပမာဂိုးသွင်းအားတော့ရှိတယ်။တလုံးကနဲ့နှလုံးနှလုံးရတဲ့ပွဲဒီနောက်ဆုံးသူဆော့ခါ၅ပွဲပြိုင်ပွဲဆိုမှနှလုံးသွင်းထားတာ၅ပွဲပဲရှိရတယ်။တလုံးသွင်းထားတာ၅ပွဲရှိတယ်။ဆိုတော့မနော် တော့တုံးတိတရဖို့မရှိဘူးလို့ထင်တာပေါ့နော် POK ရဲ့ခံစစ်ကြောင့်ပြီးတော့ POK ကိုကြည့်လိုက်ပေါ့နော်သူရဲ့ Pion လက်တင်မှာဆိုလို့ရှိရင်ဒရနာဖုန်းနဲ့ပွဲဆက်လည်းနိုင်ချားတယ်ပေါ့နော်ဒါမှခံစစ်က၅ပွဲမှာဆိုလို့ရှိရင်၃ပွဲတိတိခံစစ်ကကိုယ်ကြီးလည်းပြေးထားအတွေ့ရတဲ့အတွက် line လီတကူရနိုင်တယ်ပေါ့နော် line လီတကူရနိုင်တယ်ကျွန်တော်ထင်တယ်တကူကနဲ့နကူတော့ရမှာ21 20ဒီမျိုးကြောက်ရတာပေါ့နော်တလုံးသွင်းနိုင်တယ်10နိုင်တယ်ဆို once to osport ji ကိုကြီးလိုက်မှာဆိုလို့ရှိရင်ဖွင့်ထားတာကတော့ line လီအနံကို56ပြတည်ဖို့၄ဆ BAOKNN ကို5.7ဆိုမှပေးထားတယ်ဗောနော်ကျွန်တော်ညီကို once လက်မှာ win 1 win 2အ draw တွေလောင်းချင်တယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာပေါ့ ancient အသင်းဖြစ်နေတဲ့ line ကြီးရမယ်နိုင်ကြီးများတယ်ဗောနော် win 1ရိုက်ချင်တယ်ရိုက်ကြည့်ပေါ့ဗျာမြန်မာပေါ့ကြီးတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်ဘူးပေါင်းအပေါ်ကြိုက်တယ်ပြီးလို့ရှိရင် body မှာကျွန်တော်အရေးဆုံးပြီးမှအောက်တင်ဖြစ်တဲ့ BAOK ကြိုက်ပါတယ်ကျွန်တော်ထင်တယ်2-1လောက်နဲ့ပြီးမယ်လို့ထင်တယ်ဗျာ2-1ဆိုရင်လည်းကျွန်တော်30ရက်နဲ့နာမှာဗောနော်2-1 တော့မဟုတ်ပါဘူးเนาะဒီလိုကျွန်တော်မှန်းထားတူတူပါเนาะဒါအခုကျွန်တော်ကဗီဒီယိုတရက်ကြိုပြီးလောက်ထားတာဆိုတော့ခြေအနားနီးလို့ရှင်ဒီကောင်နဲ့အပြောင်းလဲတဲ့မြန်မာပြန်ဖြစ်အောင်ပါ action ကြလို့ရှင်ကျွန်တော်ညီကိုချင်းချင်းမြန်မာကြည့်ပေါ့ပြီးလို့ရှင်ကစားသမားတွေစုံလားမစုံလားအဓိကမင်းရတာဘရွန်ဘတ်တပွဲလောင်းမှာဆိုလို့ရှင်ဒါ line up တနားရလို့မှာ line up ထပ်မယ်အပေါ်မှာကစားသမားအဓိကကစားသမားမင်းကစားသမားတွေပါလားခံစက်မှလူစုံလားတိုက်စက်မှလူစုံလားပွန်လက်မှလူစုံလားဒါတွေတစ်ချက်စစ်ဆေးဖို့လိုတယ် ဒါမှမဟုတ်ဒီတိုင်းဘလိုင်းလောင်းမှဆိုရင်တော့ပက္ခနယ်ကုန်ပါပါမှာနောက်တစ်ခွဲကတော့တက်လာပြီနဲ့မက်ဂျီလန်လိုရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါလည်းမြန်မာစံတော်ချင်းတနင်္လာခွဲမှာကံမှာဖြစ်ပါတယ်အဝေးဝင်းဖြစ်တဲ့မက်ဂျီလန်က level 80နဲ့ဂိုးပေါင်းကြီး360ဆိုမှပြထားတယ်ပေါ့ဒီကတော့ရှင်းရှင်းလေးပါနော်မက်ဂျီလန်ကအများကြီးတားတယ်ပေါ့မက်ဂျီလန်က6မှတ်လည်းရထားတယ်တက်လာပြီကတော့တတ်မှတ်ပဲရရင်မှအဆင့်30မှာရှိတယ်ပေါ့ဒီနဲ့တင်ကြတဲ့မှာကစားသမားကွာခြားမှုရှိတယ်မက်ဂျီလန်တင်ရတဲ့တိုက်စစ်ပဲဆော့ရမှာပေါ့နော်ဒါတက်လာပြီအတင်းဆော့ထားတဲ့နကွဲကိုကြည့်လိုက်မှဆို PAOK ကိုတည်ဆော့တယ် တန်မူဇာဂရက်ကိုတရီဝမ်းနဲ့ရှုံးထားတယ်။တဖက်ကမဂျီလန်အတင်းရဲ့နပွဲကိုကြည့်မယ်ဆိုရင် strong grass ကို2ဂျီနဲ့နိုင်တယ်။ northern forest ကို3တူးနဲ့နိုင်တာ။တိုက်စစ်ခံစစ်အကုန်ကောင်းတယ်မဂျီလန်။မဂျီလန်ကတော့သူ short ထားတဲ့ဒါပြီးတွင်းလက်ကောပေါ့နော်။ဒါအကုန်ပြန်ပွဲဆိုအောင်ကျွန်တော်ခြုံပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုကပွဲတပွဲမှာပေါ့နော်။ပေးကူလည်းရှိတယ်။ဒါပေမဲ့တိုက်စစ်ကအနည်းဆုံးနှလုံးမဟုတ်ရင်နှလုံးရဲ့အထက်အထက်မှာပဲရှိတယ်။နောက်ဆုံး၅ပွဲ short ထားတာကြည့်လိုက်မယ်ဆိုလို့ရှိရင်နှလုံးထည့်ထားတဲ့နပွဲ ကောင်းလုံးထက်ထားတာတပွဲငါးလုံးထက်ထားတာတပွဲဒီအောင်ရှိတယ်ဗောနော်ပြောချင်တာတိုက်စစ်အားကောင်းတယ်လို့ပြောချင်တာခံစစ်ကလည်းတိုက်စစ်ဆိုတော့ဘူးပေါက်တယ်ဗောနော်ဘိုးတို့ဘိုးတော့ပြေးရတယ်ဗောတစ်ခါတလာပြီးကိုကြည့်မယ်ဆိုရင်တော့ဒီနေ့တင်ကြားထဲမှာကွာချမှုရှိတယ်တလာပြီးအရောက်ဒီကောင်းတဲ့တော့မပါဘူးခံစစ်ကတားပေးတဲ့တအားပဲနော်ဆော်လီပွဲစမှာ Honda Rise to Osprey ကိုကြည့်လိုက်ဗောနော်တလာပြီးအနိုင်ကို3.2တေကို3.6မဂျီလန်အနိုင်ကို2.10ဆိုမှာပေးထားတယ်ဝိုင်းစပယ်ရနိုင်ကြီးကိုလည်းရတော့ win 1 win 2တေပဲရိုက်ချင်တယ်ဆိုရင်တော့ကျွန်တော်မဂျီလန် ဝင်းတူရိုက်ကြည့်ပါနော်ကျွန်တော်ကဒါနှစတော့ရမယ်တကယ်လို့မြန်မာပေါက်ကျေးတွေမှာထုံးကဆိုလို့ရှိရင်တော့ကျွန်တော်အဆန်ပေးချင်တာကတော့မဂျီလန်ဘော်ကြီးကြိုက်တယ်ပြီးရင်ဂိုးပါအောက်ကိုကြိုက်တယ်ကျွန်တော်ဒီပွဲနောက်တစ်ပွဲကတော့မယ်မွန်နဲ့တိုင်းမိုဆန်ကြတဲ့ပွဲပဲပွဲစဉ်ဖြစ်တယ်သူလည်းမြန်မာဆန်တော်ရင်တနိုင်ဝဲမှာပဲကမယ်ပေါ့နော်ဒါအဝေးကွင်းအတင်ဖြစ်တဲ့ဇာဂရက်က level 20နဲ့ဂိုးအောင်ကြီးနှလုံး80ဆိုတော့ပြေးထားတယ်ဒီချန်ပီယံလစ်ဇေယားထဲမှာပေါ့နော်ပွဲစဉ်နဲ့ဆော့ပြီးတဲ့အချိန်မှာတိုင်းမိုဆန်ကြတဲ့အဆင့်တစ်မှရှိတယ်မယ်မွန်အတင်ကတော့အဆင့်36မှရှိတယ်ပေါ့နော် မာမိုအတင်းဆော့ထားတဲ့ question နှစ်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ဘူဒိုဂိုရီကို2-1နဲ့ရှုံးတယ်ဗီတိုရီးယားပယ်လောင်ကို3-0နဲ့ရှုံးထားတယ်ဘောနော်အင်းဒါအင်္ဂွတ်မှလည်းရှုံးတယ်အဝေးဘက်မှလည်းရှုံးတယ်ဘောနော်ပေကူရဲ့5ဂိုးပြောင်းခွင့်ပြုထားတယ်ဘောနော်ဒါတဖက်ကဒိုင်နမိုဇာဂရက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒိုင်နမိုဇာဂရက်ကပီနာဘာချီ3-1မကာဘီတာလာဘီ3-1ဘောနော်နှစ်ပွဲလုံးကြည့်အောင်ထားတယ်မာမိုအတင်းကတော့ဒါပြည်တွင်းလစ်တွေမှလည်းတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါဘောနော်ခိုးရီတအားခွင့်ပြုထားရတာမျိုးလေးတွေ့ရတယ် ိုးတွေကလည်းရတယ်လို့ကိုးတွေကလည်းပြန်ပြန်ပြီးရတယ်ပေါ့နော်။ဒန်နိုဆာကလည်းပို့ကြည့်လိုက်ပေါ့နော်။တူတူပီရင်လစ်တွေမှာဆိုလို့ရှိရင်အနည်းဆုံး၃လုံး၄လုံးပေါ့နော်။အဲ့လိုဂူးတွင်းတာတွေ့ရတယ်။ပြင်ခန်းစစ်ကလည်းပြန်ပြန်ဂူးတွေပြီးနေရတယ်။ဆိုတော့ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ ancient အသင်းအနိုင်ကို2.8ဒေးကို3.4ပေါ့နော်။ဒန်နိုဆာကလည်းအနိုင်ကို2.4ဆိုမှပြီးထားတယ်။ဒီတစ်ကြိမ်ပေါ့နော်ကျွန်တော်ဒါမန်မွန်ဘော်ဒီပဲကျွန်တော်ရွေးဆယ်ပေးချင်တယ်ဗျ ancient အသင်းနဲ့ဖြစ်နေတယ်။ကွာချမှုတော့နည်းနည်းရှိတယ်ပေါ့နော်။ပြီးရင်ဂိုးပေါင်းအောက်ကိုကြိုက်ပါလေဒီ person ပြီးတော့ကျွန်တော် brand ဆွဲရမယ်ဆိုလို့ရှိရင်ဒီနှစ်သိန်းထဲမှာနိုင်ဂျီးယားနှုန်းများတယ်ပေါ့နော်ကျွန်တော်ပြောချင်တာနိုင်ဂျီးယားနှုန်းများတာကတော့ဒန်နိုဇာကလေးကပုံများတယ်ပေါ့နော်တကယ်လို့ကျွန်တော်ညီကို1 is 2 is အဲ့လိုလောင်းနေတယ်ဆိုရင်1 2တွေပါလောင်းနေတယ်ဆိုရင်တော့အ2 is လောင်းနေလားလောင်းကြည့်ပေါ့နော်ဒါဒိုင်မိုဇာဂရက်တေးလုံးဟိုအနေလောင်းချင်လောင်းချီပေါ့နော်ဒီနေ့တင်ထားတဲ့မှာတော့ဒိုင်မိုဇာဂရက်ကပိုတန်တယ်လက်ရှိ performance ပေါ့နော် ဒါပေမဲ့လည်းမြန်မာပေါ့ကြီးမှာတော့ကျွန်တော်မာမူ website မှာမာမူနဲ့ Google အောက်နှမျိုးသုံးမျိုးပြောပေးတာတော့မဟုတ်ပါဘူးနော်တစ်ခါက once back ထိုးခြင်းနဲ့ညီကိုလေးအဲ့တစ်ခါအထောက်ကိုပြအောင်ပြောပေးတာဖြစ်ပါနောက်တစ်ပွဲကတော့ Danotian Forest နဲ့ Porto ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါ ancient အသင်းက level 80ရှုံးဘူးပေါင်းကြီးနှလုံး80ပေးထားတယ်ဒါ Porto က6မှတ်ရထားတယ် Danotian Forest ကတမတ်ပဲရထားတယ်အဆင့်6ရှိတယ် Forest ကအဆင့်25ပေါ့နော်ဒီနှစ်သင်္ချာထဲမှာ ရမကတော့ပေါ်တိုကိုကောင်းတယ်ဗနော် forest ကတော့ရလက်တီတအားစူးဝါနေတယ်ဒါကျွန်တော်ညီကိုလည်းတီးပြီးသားပဲနောက်ဆုံး၄ဝက်ဆက်လက်ရှုံးထားတယ်ဗောနောက်ဆုံး၄ဝက်မှဆိုတွင်းကိုကနှစ်ကူပဲရှိတယ်ဗောနော်တစ်ဖက်ကပေါ်တိုအတင်းကြီးလာမဆိုရင်ပေါ်တိုရဲ့ခံစစ်ကြီးကတော့ကျွတ်စင်ကြီးဗောနော် clean sheet တွေ clean sheet တွေနဲ့ပဲတွားရဗောနော်၅ဝက်မှဆိုလို့ရှိရင်ဒါပေးကိုတကူတွေပဲရှိတဲ့ပေါ်တိုလည်းဖြစ်တယ်ဗောနော်ကျွန်တော်ပြန်ပွဲဆုံးချုံပြီးပြောတာဖြစ်ပါဒီပွဲဆုံးမှာဖွင့်ထားတာကတော့ forest anango 2.3တရေကို3.3ဗောနော် ပေါ်တိုအနိုင်ကိုတောင်းစားကျွန်တော်ကတော့ဒီပွဲစဉ်မှာရွေးချယ်ပေးရမယ်ဆိုလို့ရှိရင်ပေါ်တိုဘော်ဒီကြိုက်တယ်ဗောနော်ဝိုင်းစပယ်ရိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ double chance မှာတွိုင်းမှာဒါဗောနော်ကျွန်တော်ပေါ်တိုအသိန်းဗောနော် 2h ကိုရိုက်ချင်တယ်ရိုက်ချီဗောနော်90နဲ့တုံးပြရရမှာဗောနော်ပေါ်တိုအနိုင်တော့မဟုတ်တည်ရေဗောဗျာပြီးတော့ကျွန်တော်ဒီပွဲစဉ်မှာဂိုးပေါင်းအောင်လဲကြိုက်ပါတယ်ကတ္တတပွဲရောရိုမာပွဲစဉ်ဖြစ်တယ်ဗနရိုမာနဲ့ဗီတိုရီယာပယ်လာရိုမာတလုံး60ချွန်ကောင်းကြီးတောင်းတဲ့ယင်ယူဟာတော့ပေါက်ထားတယ်တော်တော် အခုဒီရိုမအတင်းကတော့အဆင့်15မှာရှိရ3မှာပေါ့နော်ပဇန်အဆင့်10မှာရှိရ5မှာတပွဲနဲ့တပွဲတည်ယူဒါရိုမအတင်းကယူရိုပါလိပွဲနဲ့နပွဲကိုကြီးလိုက်ပေါ့နော်သူဆော့ထားလဲဆိုရင်ဒါမင်းစ်ကို2-1နဲ့နိုင်တယ်အဝေးဘက်မှာအင်္ဂလန်ကဂျာမန်ကို1-0နဲ့ဆုံးသွားခဲ့တယ်ပေါ့နော်ဒါအင်္ဂလန်ပွဲစဉ်နဲ့ဖြစ်တဲ့အတွက်တော်တော်လေးပြန်နိုင်မှုပြင်းထန်လာမှာပေါ့ပေးထားတဲ့ပေါင့်ချရတဲ့တအားပြင်းနေတယ်ဗီတိုရီယာပဇန်လည်းခြေအလားဖြင့်ညံ့နေတယ်အတန်မဟုတ်ဘူး ပယ်ဇန်အတင်းရတော့ဖရန်ဘာရက်ကိုတည်ဆောရဲမာလမို3စီးနဲ့နိုင်ထားတယ်ပေါ့နော်ရိုမာအတင်းရစီးရီပွဲစဉ်နဲ့ကြီးလိုက်ပေါ့နော်သူဆော့ထားတဲ့၅ဘွဲကိုခြုံသွားမယ်အစုံမော့ပြောက်တယ်မွဲဆုံးဒါနင်းစ်ကိုယူရိုပါလီမှာနိုင်တယ်နှလုံးထက်နိုင်တယ်ပေါ့နော်ပီရိုနာကိုနှလုံးချက်တယ်ပီရိုဒိုင်းကိုမထက်နိုင်ဘူးဖီရန်တီနာကို2-1နဲ့နိုင်တယ်အင်တာဝမ်းစီးနဲ့ရှောင်းတယ်တကယ်အတင်းကြီးတဲ့နဲ့တွေ့ရင်1စီး1စီးနဲ့ရှောင်းရတွေ့ရတယ်တလုံးကနဲ့နှလုံးကတော့တိုက်စစ်တက်လာတယ်ပေါ့နော်တကူကတော့လာမယ်ထင်တယ်တကူနဲ့နဲ့ဘူးစားတယ်မှတော့လာနိုင် ဗီတိုးရီးယားပက်ဇန်ကိုကြည့်လိုက်မယ်ဆိုရင်ဗီတိုးရီးယားပက်ဇန်သူဆွဲထားတဲ့နောက်ဆုံး၅ဘွဲမှာကြံမဲ့ဆုံး၅ဘွဲမှာတပွဲပဲဘူးမတွင်ထားတာတွေ့ရတယ်ဟုတ်နော်ဂျန်နယ်ပွဲဟန်ကလည်းဘူးရရထားတာတွေ့ရတယ်ကျွန်တော်ဒီပွဲစဉ်1-1နဲ့ကြည့်ရမယ်လို့ထင်တယ်1-1 2-1ပေါ့ဗျာအဲ့ဒါပုံစံထင်တယ်ဗီတိုးရီးယားပက်ဇန်နဲ့တကူတော့ရပါမလို့ထင်တယ်ရိုမာအနိုင်ကို33ပြတည်ရီကို5.2နဲ့ဗီတိုးရီးယားပက်ဇန်အနိုင်ကို8ပြပက်ဇန်ဘော်ဒီကြိုက်တယ်ဗျာ14 score yes ကြိုက်တယ် တကယ်လို့ကျွန်တော်ညီကိုတော့ one hands ပဲရိုက်မယ်ဆိုတော့ over 2.5ကိုရိုက်ကြည့်ပါဦး။ဒါလာပါပဲညီကိုတော့အားလုံးစင်ပြချပါပဲ။ဘောလုံးပိုင်းလည်းပေါက်ကြပါစေ။ချမ်းမှချမ်းသာကြပါပါဘောနော်။ကျွန်တော်အားပေးတဲ့အတွက်လည်းချီးကျူးတင်ပါတယ်။အမှန်တော့ကျွန်တော်ဒီနေ့နားမလို့ဟုတ်ကဲ့ဒီ Europa League ကကအားများတော့ခေါင်းကြီးလည်းတအားကြိုက်တယ်နော်။တောက်ကြညာအတွက် AC အချိန်ပေးပြီးတော့ဒါကြည့်မလို့ပဲဒါမှလည်းအော်ကျွန်တော်ပရိသတ်တွေကျွန်တော်ညီကိုညောနေမှာပဲဆိုမှကျွန်တော်ဒီဘောလုံးပိုင်းကိုလုံလိုက်တာဖြစ်ပါတယ်။